မင်္ဂလာပါသာလီစောပါစဝါဒီခါဒီမနော်ကျွန်တော်တို့ကဒီနေ့ထိုင်းနိုင်ငံမှာနေနေ A ရယ်ဆိုတော့အလုံးလေး R ရယ်ဆိုတော့ဒီမှာရခိုင်မုန်ကြီးချက်စားမနော်ရခိုင်မုန်ကြီးကတော့ဒီမှာဘာမှတော့မပါဘူးပေါ့ဘာမှတော့မပါဘူးဒီမှာဒီထိုင်းနိုင်ငံမှာဆိုပထိုငါပေါ့မြန်မာနိုင်ငံဆိုပလာတူပေါ့ဒီလက်ကြောက်တဲ့ငချိုတွေပါတယ်မရှိဘူးအဲ့ဒါကိုဂျင်းရယ်ချက်သွန်ဖြူရယ်ပြီးရင်ဟိုကပဒေကောရယ်ငရုတ်သီးရယ်ထည့်ပြီးတော့အကုန်လုံးထောင်းထားတာနော်ထောင်းထားတာနော်အဲ့လိုမျိုး အခန်းမှာခြိသလိုမျိုးချက်စားတာပေါ့အခြေသလိုမျိုးချက်စားတာပေါ့ဒီမှာရင်နဲ့တဲထားတယ်ငါပြီးထဲမယ်နော်ငါပြီးထဲမယ်နော်ဒီမှာငါပြီးထဲမယ်နော်ငါပြီးနော်ဒီမှာဒီမှာပစုံငါပြီးလက်ထိုင်းနဲ့ငါမရောက်နဲ့တပိုးကို60လောက်ပြီးမနော်ငါပြီးထဲပါပြီငါပြီးတယောက်စားဆိုတော့နင်းနင်းလေးပဲလောက်တာနော်တယောက်စားဆိုတော့နင်းနင်းလေးပဲဒါအကြီးအများကြီးတော့မဟုတ်ဘူးတယောက်စားဆိုတော့နင်းနင်းလေးပေါ့နင်းနင်းလေးပေါ့ငါပြီးနေအောင်လားဒီနင်းနင်းလေးငါပြီးနင်းနင်းလေးထက်ထက်လိုက်မယ်နော် ်နည်းနည်းထပ်ထပ်လိုက်မယ်နည်းနည်းဆူရင်အဲ့ဒါကြီးထည့်မယ်နော်လုံပြီးတော့ထည့်မယ်ရက်ခတ်အခုဒီဒီဒီထိုင်းနိုင်အောင်မနည်းနည်းအေးတယ်အေးတယ်အေးရတော့အလုံးနားရဲရှင်နေဒီရခိုင်မုတ်တွေလည်းချက်စားမှာမဟုတ်တယောက်တယ်ဟုတ်လားအမဒါငရုတ်တီးရဲ့ဟိုအကုန်လုံးထောင်းလာတာအဲ့ပထုံကပေါ့ငါမရှိတော့လို့အဲ့ပထုံကပထုံကဝေထောင်းလာတာပေါ့အခန်းမှာရှိတဲ့ဟာလေးနဲ့ပေါ့အခန်းမှာရှိတဲ့ဟာလေးနဲ့ချက်ကန်ပြီးချက်ကန်ပြီးဂျင်းနေဆိုအောင်စောင်းလိုက်မနော်ပြီးလာရဲမယ်ခဏလေး မောင်နှရပြီနော်ရပြီဆူလာပြီဆိုတော့ဒါထဲမယ်နော်ဒါထဲပါပြီဆူလာပြီဆိုတော့ဒါထဲပြီအမေနေပြောမယ်ဆိုဒီဟာပြောပတ်မယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရခိုင်ပြည်မှာဆိုရင်ဒီမုံဒီမုံဒီချက်ပြီဆိုရင်ဒီဟာဒီအဘူချာဘူးလို့ခေါ်တာပေါ့ဒီဒီအဘူချာဘူးလို့ခေါ်တာပေါ့ဒါကတော့ဒါအဘူချာဘူးလို့ခေါ်ရနော်အမေတကယ်ကျအဘူချာဘူးအစ်စ်ကတာနော်ပြောပြမယ်ဆိုကျွန်တော်တို့ရခိုင်ပြည်မှာဆိုမုံဒီကရခိုင်မုံဒီချက်တဲ့ဆိုရခိုင်မုံဒီနှစ်အိုးချက်တာဒီငရုတ်တိမပါတဲ့အိုးက တအိုးရေပြီးဒီငရုတ်တီးနဲ့တခါလေးရောပြီးတော့ချက်တဲ့အိုးကတအိုးရေပေါ့နအိုးပေါ့ဒါပြောစခလေးတွေပါတယ်အစမ်းမစားနိုင်တဲ့လူတွေစားလို့ရအောင်ပေါ့အဲ့လိုမျိုးချက်တယ်เนาะကျွန်တော်တို့ရခိုင်လားရခိုင်မှာဟိုဝါဆိုင်နေမှာဆိုအဲ့လိုမျိုးရောက်နေတော့အဆက်အိုးအရှိုးအိုးဆိုရှိတယ်เนาะဆက်ဒါတော့အဆက်ပေါ့အမှန်ကပြောအာဘူချာဘူပေါ့အာဘူချာဘူကငရုတ်တီးထဲပြီးမှစားတာမို့အာဘူချာဘူဆိုတဲ့တပေါ့ကအာဘူချာဘူကပါဆိုတခါလေးတခါလေးတခါလေးဒီအိုးထဲမှာတခါလေးထဲထားတာပေါ့ငရုတ်တီးတွေကစား အကုန်လုံးထိထားတာပေါ့အဲ့လိုမျိုးအဲ့လိုမျိုးထိပြီးမှကျွန်တော်တို့ချက်စားတာပေါ့အဲ့လိုနှအိုးရောင်းနေမြန်ရခိုင်ပြည်မှာဆိုနှအိုးရောင်းနေတအိုးကငြိုသီးမပါဘူးကိုကကိုကြိုက်လို့ထိစားလို့ရတယ်ငြိတအိုးကတော့ငြိုသီးနဲ့တခါလေးရောပြီးမှချက်ထားတာဆက်ဆက်လေးပေါ့အဲ့ဒါအဲ့ဒါကြက်ကလေးတွေစားလို့မရဘူးပေါ့အဲ့လိုမျိုးပေါ့ဒီမှာဘာမှမဆိုင်ဘူးရိုးရိုးလေးပဲဒါပြီးတော့ပြီးဒါစားတယ်အချုံမှုတွေထိရင်ပြီးတော့ပါပြီးဒါတွေကစားတယ်အချုံမှုတွေကြိုက်လို့ထိပြီးမှကျွန်တော်စားပြမယ်နော်စားပြမယ်နော်โอเคဒါဆိုပြီးပါပြီဒီနေ့ကတော့ကျွန်တော်ရင်မနေ့စားလေးမိုင်းနေရောပဲ ရခိုင်မုတ်ဒီရှစားပါတယ်ရခိုင်မုတ်လို့ဆိုဒီဘန်နန်နံပါတ်နဲ့ထက်တံပြားကြီးလေးညစ်ဆွဲပြီးတော့ရခိုင်မုတ်ဒီလေးရခိုင်မုတ်ဒီရတယ်ဦးတို့အေးဆိုတော့ကွက်တီးပဲပေါ့ရတယ်ဦးတို့အေးအေးလေးတဲ့ပါရတယ်ဦးတို့အေးအေးလေးနဲ့ဆွဲပြီးပုံစစလေးခိုင်မုတ်ဒီလိုက်ရတယ် Mmm. Se ve. Vale. Mmm. Se ve de familia. ဒီခိုင်လူမျိုးတယောက်ဆိုတော့မုံနေတာကြိုက်တယ်